မင်္ဂလာပါရှင်ကတိနယူသတင်းဌာနရဲ့ထိတ်တန့်သတင်းများကိုတင်ဆက်ပေးပါရမရှင် အေအဝရီတိုင်းမြို့နယ်ငါးခုတွင် AA PDF ပူးပေါင်းတပ်များနဲ့စစ်တပ်အကြတိုက်ပွဲများပြင်းထန်နေပြီးစစ်တပ်ဘက်မှတေဆုံးထိခိုက်မှုများပြား၍စစ်ရုံကတိများမလောက်တော့တဲ့အကြောင်းတင်ဆက်ပေးပါမယ် အေအဝရီတိုင်းမြို့နယ်ငါးခုတွင် AA PDF ဖူးပေါင်းတပ်များနှင့်စစ်တပ်အကြားတိုက်ပွဲများပြင်းထန်နေပြီးစစ်တပ်ဘက်မှတေဆုံထိခိုက်မှုများပြားတွင်စေယုံကတဲ့များမလောက်တော့ခြင်းနှင့်စေဝါများပြက်လက်ခြင်းများဖြစ်နေကြောင်းတပ်တင်းသတင်းရင်းမြစ်ကခုလိုပဲပြောဆိုထားပါသည်။ AA တိုင်းရှိမြို့နယ်ငါးခုတွင်ဖြစ်ပွားနေသောတိုက်ပွဲများမှာတရန်ရရှိ အကြမ်းဖက်စစ်သားအလုံးကို အမှန်လေးတက်မရော်စေတက်ရင် မဆာရလေးနဲ့စေုံများတွင်ကုတာနေရဂတိမလောက်ခြင်းနဲ့စေဝါမလုံလောက်ခြင်းများဖြစ်ပေါ်နေကြောင်း AR တိုင်းလေးမျက်နာမျိုးနဲ့အင်ကပူမျိုးနဲ့တာပေါင်းမျိုးနဲ့ပသိမ်မျိုးနဲ့ရေကြည်မျိုးနဲ့များတွင် AA PDF မဟာမိတ်တပ်ဖွဲ့များနဲ့အကြမ်းဖက်စစ်တပ်တို့အကြားတိုက်ပွဲများဖြစ်ပွားနေခြင်းဖြစ်ကြောင်းကိုလည်းသိရှိရပါသည်အဆိုပါတိုက်ပွဲများအတွင်တိကျတဲ့အရာရှိသောစစ်သားအလုံးကိုပသိမ်မျိုးအနောက်တောင်တိုင်းစစ်တနာကျုံအခြေဆိုင်စစ်မြေပြင်စေတက်ရင် မဆရလေးကိုသာပို့ဆောင်နေသောကြောင့်နေစဉ်ဒရာရစစ်သားများအစုလိုက်အပြုံလိုက်ရောက်ရှိလာနေကြောင်းသိရှိရပါသည်။အော်တိုဘာလာရှိရနေမဆရလေးတွင်ရှေတန်းမှခနာကိုလမောင်းနှင့်ခြေတော်တို့တွင်ကြည်တိမှန်ကရောက်ရှိလာသောဒရန်ရစစ်သားများအစုလိုက်အပြုံလိုက်ရောက်ရှိ၍စစ်တပ်ရင်တွင် ကတင်လုံလောက်ခြင်းမရှိတော့သောကြောင့်စေယုံနေစစ်တပ်ရင်ရှိရှိကစားကွင်းနှင့်နားနေဆောင်တို့တွင် ကြောပိုးအိတ်များခေါင်းအုံးစေကား ဒဏ်ရာရစစ်သားများကိုစေကူတမှုများပေးနေရကြောင်းသိရှိရပါတယ်။အလားတူအော်တိုဘာလ9ရက်နေ့နဲ့10ရက်နေ့တို့တွင်လည်းမဆာရလေးစစ်စေးရုံနှင့်ရင်ခွဲရုံ၌ရှေတန်းပြန်စစ်သားအလောင်းများကိုအစုလိုက်အပြုံလိုက်အမိတ်စာပြန်နေပြီးရွှေမြင်းနှင့်တင်းညာဆက်တွင်မိသကြိုနေပြီးစစ်သုံးပစ္စည်းများကိုအစုလိုက်အပြုံလိုက်စွတ်ပစ်ထားကြောင်းသိရှိရပါတယ်။လက်ရှိအချိန်တွင်မဆာရလေး၌စေဝါလုံလောက်မှုမရှိတော့ကြောင်းဒဏ်ရာရစစ်သားအလုံးကိုစေကူတမှုပေးနိုင်ခြင်းမရှိတော့ကြောင်းသိရှိရပါတယ်။ AR တိုင်းထဲတွင်စစ်တပ်ကစစ်ကြောင်းထိုးရင်အင်အားအလုံးရင်းနဲ့ထိုးထားတာပဲဒါပေမဲ့စစ်မှုရန်တပ်သားတဲ့တွေအများဆုံးပါဝင်တော့တိုက်ပွဲတိုင်းလိုလိုကိုအထိနာနေတာမဆရလေးမှာတော့နေတိုင်းကိုဒဏ်ရာရနေတဲ့စစ်သားတွေကအလုံးရင်းနဲ့ကိုရောက်နေတာတေဆုံးသူတွေကိုလည်းရွှေမင်းနေတဲ့ကြိုးဆက်မှာတိတ်တဆိတ်တကြိုနေတာလို့တက်တင်းသတင်းရင်းမြစ်ကအခုလိုပြောဆိုကြောင်းသိရှိရပါရဲ့ရှင်။နောက်နေမြင်မမြင်ခွင့်ရအောင်မလားဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ မင်းအောင်လိုင်ဟာရောက်လျာနေရာမှာလက်စေရထားဆွဲမိစီဝါရေးဥမော်လာနေပြီးအစရှိသူတို့ကိုတောင်းစင်ရေးများလျှောက်ပြောနေခြင်းဟာအကြောင်းမဲတော့မဟုတ်ပါဘူး၎င်းတို့ဟာတိုင်းမျိုးကိုရေရှည်အုပ်ချုပ်သွားမဲ့သူများဖြစ်ကြောင်းအခုလိုခုခံနေကြခြင်းဟာအချင်းဤသာဖြစ်လာမည်ဆိုတာကို လူတို့အားစိတ်တည့်ရရတိုက်စစ်ဆင်နေခြင်းဖြစ်ကြောင်းသိရှိရပါတယ်။၎င်းရဲ့စကားများဟာအစမပါသောတကြံအမြောင်များကိုကောင်းစွာသိရှိထားပြီးဖြစ်တော်လဲအရေးကြီးတဲ့စိတ်တည့်ရရတိုက်ပွဲဆင်နွှဲခြင်းများသာဖြစ်ပြီးတိုင်းပြည်ဟာနိုင်ငံသားမီဒီယာများပြောသလိုပြည်ရင်းစစ်ဖြစ်နေခြင်းမဟုတ်ဘဲကြိုကြားကြိုကြားဆန့်ကျင်မှုများလောက်သာသိစေချင်တာဖြစ်နေပါတယ်။အချို့ကလည်းသူ့ရဲ့တိုက်ပွဲ track ကိုငိုက်စင်းသွားပြီးစိတ်တည့်ကြခြင်းတို့ဖြစ်နေကြပါတယ်။အလွယ်လေးပဲစဉ်းစားရင်မရပဲမင်းအောင်လိုင်းဟာတိုင်းပြည်ကိုတနက်နေ့တိတ်ပြီး အုတ်ထုတ်နေခြင်းမျှတာဖြစ်ပါတယ်။အဆိုပါသနက်ပြောင်းကိုဖယ်ရှားလိုက်ပြီဆိုရင်24နာရီပင်မကန်အသင့်ရထားသောလေရင်ပေါ်မိသားစုလိုက်တက်ပြေးကြမှာပဲဖြစ်ပါတယ်။အဲ့အတွက်အားလုံးကအခုလိုအနေထားအထိရောက်လာအောင်စက်တွန်းနေမှာဖြစ်ပါတယ်။အဝမှာတိုင်းစစ်ဌာနချုပ်တခုမှာတိုင်းမူဟာမိမိတို့မှာ CDM လုပ်နေတယ်လို့ကြေညာလိုက်ရုံနဲ့နေချင်းညချင်းဆိုသလိုပွဲကတဝက်ပြီးသွားပါလိမ့်မယ်စစ်ဘက်မှာအရာရှိကြီးငယ်မဟုတ် တိုင်းပြည်အုပ်ချုပ်ရေးကိုလူကြီးများကကောင်းသလိုစီမံနေကြခြင်းဖြစ်ပြီးထောက်ခံရမည်နိုင်ငံတော်ကိုအုပ်ချုပ်ရေးဟာစစ်တပ်အလုပ်ဖြစ်တဲ့ဒါအတွက်ဖြစ်နိုင်သမျှနှီးပေါင်းစုံနဲ့ညင်အောင်ထိန်းနေခြင်းဖြစ်တယ်လို့မျက်စိမယုံကြည်နေကြသူများဖြစ်ပြီးအခုလိုတိုင်းပြည်ကိုညင်အောင်ထိန်းရင်ကျူးလွန်နေမှုအမှတ်သမျှဟာလှုပ်တင်လှုပ်ထိုက်တယ်လို့လည်းခံယူထားကြပါရဲ့ စစ်တပ်တစ်ဖွဲ့လုံးလက်ခံယူဆထားတဲ့အဓိကအချက်ဖြစ်နေတာကိုသတိမူကြရမှာပဲဖြစ်ပါတယ်မြန်မာဟာအခုလောက်တယံဇာတာပေါ်ကျွယ်ဝါလျက်ကဘာရင်းအစည်းအဝေးဆုံးနိုင်ငံဖြစ်အောင်အုပ်ချုပ်ခဲ့ကြတဲ့သုံးစားများတဲ့တွေးခေါ်များရှိနေလားဆိုတာကိုလည်းမသိကျင်အောင်စောင့်နေတတ်ကြပါရဲ့၎င်းတို့အတွက်ရှေးရောက်တလက်လက်နဲ့နန်းတော်ကြီးတများခန်းနာကြည့်ကြသောအိမ်ကြီးများ၊ကောက်ကွေးများကိုတော့ဖန်တီးပေးနိုင်စွမ်းရှိပြီး2009ခုနှစ်စက်တင်ဘာလအတွင်းအမေရိကန်သတင်းစာဆရာတွန်ပလိန်နဲ့ပြုလုပ်သောအင်တာဗျူးတွင် လီကွန်ယူကမြန်မာစစ်ကောင်းဆောင်များဟာတန်ပါနလဘိန်းတို့များလို့ခေါ်ဆိုသွားပါတယ်ခုတီတာလီယွန်ယူကတက်ရှိထင်ရှားရှိနေအောင်မယ်ဆိုရင်တော့တန်အစင်မဟုတ်တော့ပဲဘိုတန်းရွှေလိုလူမျိုးကိုပဲအခုလိုပြောနေမှာမင်းအောင်လိုက်ဆိုရင်ရှက်လွန်းလို့တွေးပြီမတွေးရတော့ပဲဘိုတန်းရွှေရဲ့တမီတကူလုံးစိတ်တွေညွတ်နေအောင်ဆဲထားတဲ့မင်္ဂလာဆောင်ကိုပဲယူကြည့်ကနေကြည့်ပြီး ခရစ်စမတ်ထရီကြီးရွေးလာသလိုတော့ထင်ရတယ်လို့အဆိုပါအင်တာဗျူးမှာတန်တောပြောသွားခဲ့ပါတယ်စစ်တပ်ဟာ sorry မင်းသားများတက်မ6လရအောင် ချမ်းသာကြွယ်ဝနေတာကိုရှက်ရကောင်းမှမသိပဲ၎င်းတို့အတွက်ညံပူဇော်ကအဖြစ်သဘောထားဖြစ်နေကြသည်မှာအခုတိုင်ပဲဖြစ်ပါတယ်၎င်းတို့လူကြီးဆိုသူများဟာလူသက်မီရှုမရေမှုများကျူးလွန်နေကြတာကိုမသိကြအောင်ဆောင် ဆာယောမကအပိအားမြပြုနေကြတာကိုလည်းကြားလာပြီဖြစ်၍ထိုခွင်ချက်ဟာရင်းရံပြိုလဲလာနေပဲဖြစ်ပါရင်အထူးသဖြင့်လူငယ်အရာရှိများအဖို့၎င်းတို့အတိုက်နေရာတော်ရန်သူများဟာအစဉ်ပြေလေးငြိမ်းချမ်းယူလိုက်ကြအစဉ်မပြေလေးထားတိုက်လိုက်ကြလို့သူများမဟုတ်ပဲရီမန်းချက်ကိုမရမချင်းတဘိုကြတဘိုတက်စနစ်နဲ့စုံကန်းတိုင်တိုက်သွားမှာဖြစ်တဲ့လူငယ်များဖြစ်နေလို့လည်းရိတ်စားမိလာကြပါရဲ့အခုခါဆိုရင်တော့၎င်းတို့အဖို့ဒီနှစ်အသက်ရှင်လဲနောက်နှစ်အသက်ရှင်ရောမလားဆိုတာကို အမမကန်နိုင်ကြောင်းမလွဲဤကန်တွက်စာမိလာပြီပဲဖြစ်ပါတယ်လက်ရှိစစ်ပွဲကြီးဟာဘယ်သောအခါမှဆုံးခန်းတိုင်မီကိုမတိကြတော့ပဲရန်ဖြစ်နေရမယ်တွေ့ရမလားထိုအချက်ကိုအရာရှိငယ်များရဲ့မိဘသားမယားများကောင်းစွာသဘောပေါက်နေပါတယ် ရမလားဆိုတဲ့စိတ်နဲ့လှုပ်ကြည့်နေကြတဲ့အာနာကျူးယူများကလွယ်၍အလုံးဟာတမြေတည်းနေတည်ရတဲ့တော့ညီကိုမောင်နှမများသာဖြစ်ပြီးလမ်းများပေါ်တွင်ဖုန်းများတောင်းရစ်စက်ညချိန်မတော်အိမ်များဝင်ကလူများကိုဖမ်းဆီးတယောက်နဲ့တယောက်ဘသူဒလန်လဲဟုဆိုကတန်တရားမျိုးလုံးများနဲ့အကဲခတ်ကြတိုင်းပြည်ရဲ့အနာဂတ်လူငယ်များကိုအတင်းအဓမ္မတည်ရင်းတို့ပို့ဆောင်ပြီး၎င်း မြင်တွေ့နေရကြတဲ့မြန်မာပြည်ကြီးမဟုတ်တော့အကျဉ်းသေးဖြစ်နေပါပြီ။စောစောကပြောသလိုအာနာယူများကလည်းအခြေအနေမဟန်လင်းအသိရှိနေတော့လေမောတတကြီးငယ်ဆွဲပြီးတက်သွားကြမိကိုတတိချက်တင်ပါရယ်။လက်ရှိပုံစံအတိုင်းရှေ့ဆက်သွားရင်တော့မရတော့ပဲနောက်ပြန်လှည့်ပြီးဘလို့မှမဖြစ်နိုင်တော့တဲ့အနေအထားကိုရောက်နေပြီပဲဖြစ်ပါရယ်။လူတို့ရဲ့ထောက်ခံမှုကိုစိုးစိမ်းမြမရတော့အစိုးရများဟာတိုင်းမျိုးကိုဘလို့မှအုပ်ချုပ်မှာ ဖြစ်ပြီးနေခေါင်းဆောင်ဆိုသူကလည်းစကားတခွန်းပြောတိုင်းဝိုင်းမီလောင်ခံနေရတဲ့အဖြစ်မျိုးရောက်နေပြီးကိုဘာသာသုံးသက်နိုင်စွမ်းမရှိဘသူကမှလည်းထောက်မပြရဲပဲပင်လယ်ပြင်တွေအထင်းကုန်မရှိမျောကျင်ရာမျောနေတဲ့လှေတစင်းလိုဖြစ်နေပါတော့တယ်။မင်းအောင်လိုင်ဟာ၎င်းလုံးမဲ့ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးပြောတိုင်းရွေးကောက်ပွဲအမြင်ရေးဟာလူလူရဲ့ယုံကြည်မှုအားလုံးပါဝင်မှုရရှိမည်ဆိုသောအချက်များဟာလုံခြုံရေးတင်းကျပ်ဖို့နောက်ဆက်ဖြည့်စည်လိုသူများကိုအလင်းအမြတ်အေးအေးယူထောက်ထားပြဖို့လိုသူများ ဦးစားပေးပြောဆိုနေလူလူရဲ့သဘောတူညီချက်မပါဘဲလက်ထိတ်ကတ်ထန်ဒါရတဲ့ရွေးကောက်ပွဲလို့အခုလိုပဲပြောဆိုထားပါရယ်။ကြောင်မဲတို့တင်ပြီးတရက်ကြာမှမင်းအောင်လှိုင်ဟာပြည်ဦးလင်တို့ရောက်လာခဲ့တော့လေရဟယင်နဲ့သွားလျင်မိနစ်အနည်းငယ်သာဝေးတဲ့ကြောင်မဲကိုခြေချရဲခြင်းမရှိသူကိုတွေ့ရပြီးယခုအထိလဲနှောင်ချိုကိုမသွားရဲပဲရှိနေဆဲဖြစ်တယ်လို့သိရပါရယ်။လာရှိုးတို့လည်းရောက်ရှိခြင်းမရှိပဲ၎င်းစိတ်ချရတဲ့ပြည်ဦးလင်တွေသာ တရည်တဝဲဝဲနဲ့ဟန်ရေးပြပြီးအဝေးကသာလက်ပြနေရရှာတော့လဲဆိုဝင်ကတော့နောင်ချိုကိုအရောက်သွားပြခဲ့ရပါတယ်။ဒါအတွက်တရေဘောကြောင့်တော့ကြောင်ချီအစရှိသောဒစိမ့်များရှေ့လျှောက်တစ်ခုပြီးတစ်ခုကက်ခံရဖို့သာရှိနေပါတယ်။တည်တန့်ခံရသောငြိမ်းချမ်းရရှိရန်နဲ့မိမိတို့ရင်သွေးများ၏အနာဂတ်ကိုအာမခံနိုင်မဲ့နိုင်ငံတော်ကြီးပေါ်ပေါက်လာစေရန် နိုင်ငံကိုချက်ချသူတိုင်းတွင်တာဝန်ရှိလာမည်ပဲဖြစ်ပါတယ်။အထူးအပြင်ရှေ့တန်းစစ်မြေပြင်သို့ မလာရဲရှာသောအာနာရှင်အရှင်သခင်ကြီးရဲ့စိုးကျိုးကို အကျိုးကို အသက်စွန်၍တည်ပိုးကြမီလားတိုင်းပြည်မျက်နာကိုငဲ့မလားဆိုတာက အရာရှိအရာကအကျက်စက်တိတိုင်းဆုံးဖြတ်ကြရမယ်အရေးပဲဖြစ်ပါတယ်ရှင်